မိဘတွေကကျွန်တော်အတွက်စက္ကူရီအများကြီးမိရှို့ပေးပြီးပူဇော်ပေးပါတယ်ကျွန်တော်အိမ်ရဲ့ဗန္ဓာထင်းဖြစ်လာခဲ့ပါတယ်နောက်ကြတော့ကောင်မလေးတယောက်နဲ့လက်ထပ်ပေးပါတယ်အခန်းထဲမှာနေရောင်နဲ့ wifi မရတာကလွယ်ပြီးအကုန်အစင်ပြပါတယ်ကျွန်တော်အိမ်ကစီးပွားရေးလောက်တာဆိုတော့စက္ကူရီကအပေါ်ဆုံးပဲလေလူဘွားတက်တောင်ပိုကောင်းသေးပါတယ်ဒါပေမဲ့ဒီနေ့တော့ဒုက္ခရောက်ပြီးလူချင်းမင်းမာထားတဲ့ပစ္စည်းရောက်ပါပြီအိမ်ပြင်ကနေပစ္စည်းပို့သမားကကျွန်တော်ကိုအော်ခေါ်နေပါတယ် သူကပစ္စည်းပို့သမားဆိုပေမဲ့အမောင်လောကလူတွေရဲ့ပစ္စည်းတွေပါပို့ပေးပါတယ်။ကျွန်တော်ကိုပစ္စည်းရောက်ကြောင်းပြောပြီးတော့သူဆိုင်ကေကိုမောင်းပြီးတခြားအင်ကိုပစ္စည်းပို့ဖို့ထွက်သွားပါတယ်။ပစ္စည်းကိုဆိုင်ကေပေါ်ကမချထားတော့ငါကကိုယ်တိုင်လည်းယူရမှာလား။အမောင်လောကလူတွေရဲ့ပစ္စည်းတွေကိုမိဘတွေပို့ပေးကြတာ။ကျွန်တော်ပစ္စည်းသွားယူတော့အဆောက်အအုံတွေကြီးနဲ့တွေ့ပါတယ်။ NDG ကကျွန်တော်ကိုတွေ့တော့ရဲပြီးစကားပြောတယ်။ဒါလေမိမိဘတွေကမင်းပေါ်ရမ်းကောင်းနေနော်။အစားအသောက်တွေလည်းနေတိုင်းပို့ပြီးတယ်။ဒီနေ့ရောဘာပို့ပေးလိုက်တာလဲ။ စ္စည်းတော့ဖြီလိုက်တော့ကောင်မလေးတယောက်ဖြစ်နေတယ်မိဘတွေကဘာလို့ကျွန်တော်ကိုကောင်မလေးပို့ပေးလိုက်တာလဲအန်ဒီပစ္စည်းများမနေတာလားဒါကကောင်မလေးလေးပစ္စည်းမမဟုတ်တာသမားပါဘူးမင်းဟာပါကျွန်တော်အဲ့ဒီကောင်မလေးကိုလှမ်းကြည့်လိုက်တော့တရေမလေးဖြစ်နေတယ်သူလဲကျွန်တော်ကိုမြင်ရတယ်တကယ်လားတဲ့တရေမလေးပဲစမင်တွေကန်နေတော့ရေမချိုးတာကြာပြီနဲ့တူတယ်ကျွန်တော်သူ့ကိုကြည့်ပြီးခေါ်သွားရမလားမခေါ်ရမလားစဉ်းစားလိုက်တည်တယ်လက်မှတ်ထိုးပြီးတော့အိတ်ခေါ်သွားလိုက်တော့တယ်မိဘတွေကကျွန်တော်ကိုသရိုးသမီးလေးပို့ပေးလိုက်တာနေမယ် လမ်းမတူတဲ့လူတွေကုန်းကျွန်တော်ကိုစားကြတယ်။ကောင်းလေအိမ်ပြန်လာအဖော်နေပါလား။မတော်ကိုမင်္ဂလာအရင်မတိုက်တော်ဘူးလား။ဘာလို့ဆိုက်ကြည့်နေကြတာလဲ။ကိုပါတာမနေကြဘူး။ရှက်နေတာပဲ။ကျွန်တော်မျက်နှာတွေပူလာပြီ။သူမရဲ့မျက်နှာကိုလမ်းကြည့်လိုက်တော့လေချွေးတွေအများကြီးထွက်နေတော့နှစ်သိမ့်လိုက်ပါတယ်။မင်းကဒီနေ့မှပထမဆုံးရောက်လာတာဆိုတော့မကြောက်နဲ့နော်။သူတို့ကအဲ့လိုပဲမင်းကိုကြိုက်မစားပါဘူး။သူမကအရင်ကြောက်နေတော့စကားတစ်ခွန်းတော်မပြောဘူး။ သူမရောက်လာတာလည်းကောင်းပါတယ်ကျွန်တော်တယောက်တည်းဒီချန်ဝင်းအခြေကြီးထဲမှာနေရတာအရန်ပြစ်မှုကောင်းတယ်ဒီနေ့တော့အိမ်ထဲမှာစီကားနေတာပါပဲရက်ွက်ထဲမှာရှိတဲ့တရေတွေအကုန်ကျွန်တော်မိမအတေလေးကိုလာကြည့်ကြတော့သူတို့ကိုမင်္ဂလာအရေးတိုက်လိုက်ရသည်ပါတယ်စားလို့ဝသွားကြတော့တရေတွေကုန်ပြန်သွားကြတယ်ကျွန်တော်အခန်းထဲရောက်တော့တရေမာလေးကကျွန်တော်ကိုကရင်ပေါ်မတက်ခိုင်းဘူးသူမကရင်ပေါ်မှာမိနေတာကလုံးဝစိတ်ပြက်လက်ပြက်ပုံစံဖြစ်နေပါလေအိတ်တော်မလို့လားငါအကုန်ဆင်ပြီးတယ်ရှင်ရည်ရင်သွားချိုလိုက်လေကျမပြင်ဆင်လိုက်အောင်မေ သူမပြင်ဆင်နေတော့ကျွန်တော်ရေချိုးလိုက်အောင်မေးရေချိုးပြီးထွက်လာတော့တေးရဲမလေးကကရင်မော်မလှဲနေတော့မေးပြင်ဆင်ထားမယ်ဆိုပြီးတော့ဘာလို့အစောကြီးအိတ်သွားတာလဲကရင်ပေးမှာသူ့ကိုနှိုးလိုက်ရမလားကြည်တော့ရေတွေကျလာတာတွေ့တော့လှမ်းကြည့်လိုက်တော့တေးရဲမလေးတီးပေါက်ချလာတာဖြစ်တယ်တေးရဲမလေးအကြောက်လွန်ပြီးတီးပေါက်ချလာတာပါမင်္ဂလာဦးညာကိုဒီလိုဖြတ်တန်းရမယ်လို့မတွေးထားမိဘူးငါဘာမှတော့မလုပ်ရသေးဘူးမင်းဘာကိုကြောက်နေတာလဲကျွန်တော်သူမကိုတဲပြီးတော့စိတ်ယုံပို့လိုက်တယ်သူမကိုကပေးပြီးလောကအမရှိတဲ့ပုံစံမျိုးဆိုတော့ချီရတာမလေးပါဘူး ဆေးရုံရောက်တော့တရေဆရာဝန်ကစစ်ဆေးမှုတွေလုပ်ပေးနေပါတယ်။မိမိမာကိုဘလို့လိုလိုက်လို့ဒီလိုပုံစံဖြစ်သွားတာလဲ။ကျွန်တော်လည်းဘာမှမလုပ်ရပဲဒီလိုပြောခံလိုက်ရတယ်။တတိယလာတော့သူ့ဘေးနားသွားထိုင်လိုက်ပါတယ်။မင်းတို့ပြီပေါ့မင်းနဲ့မယ်ဘလို့ခေါ်လဲဘဲကလာတာလဲဘလို့လုံးမာလဲ။မင်းအတွက်မပူဇော်ပေးရသေးဘူးနဲ့တူတယ်။ဟုတ်တယ်အဲ့ဒါဆိုမင်းကိုငါနဲ့ဘလို့လက်ထပ်ပေးလိုက်ကြတာလဲ။ လက်ထပ်ပေးတယ်ဟုတ်လားကျမနိုရဲကတီအောင်နေတာလေရှင်လာကျူရာကိုစောင့်နေလို့ကျမကိုမှားလိုက်ကြတာဒါကသူမပြောဘူးတဲ့အရှိဆုံးစကားပဲသူမအပေါ်တခြားစိတ်ဝင်စားမှုလည်းကျွန်တော်မရှိဘူးဆရာဝန်ကလည်းသူမဘာဖြစ်တာလဲမပြောသွားဘူးသူမကလည်းမပြောတော့မိဘတွေကိုမေးဖို့ပဲဆုံးဖြတ်လိုက်တော့တယ်ညရောက်တော့ကျွန်တော်မိဘတွေစီသွားဖို့ပူကောင်ခန္ဓာကိုယ်တွေဝင်လာတယ်ကျွန်တော်မိဘတွေကငိုနေကြတယ်။ယောက်ျားဒီလိုဖြစ်တယ်လို့လက်ထပ်ပေးလိုက်လို့ရလို့လား။ရှင်ဒီလိုလုပ်လိုက်တာတားလေးအတွက်ပိုဒုက္ခမများနိုင်ဘူးလား။ကောင်းမှုလုပ်တာကိုအဲ့လိုပြောစရာလား။ အဖိုးကနားလေးနေတာဆိုတော့မိဘတွေဘာပြောနေကြတာလဲကိုနားမလဲကြဘူးခေါင်းလှုပ်ပြီးတော့သူတို့ပြောတာကိုထောက်ခံတဲ့ပုံစံလုပ်နေပါလေမိဘတွေဘာလုပ်နေကြတာလဲကြည်နေတော့ကိုကောင်တွေဝင်ပူနေတယ်သူမခန္ဓာကိုယ်ကကျွန်တော်ခေါင်းလေးကိုလာတီးတော့ကျွန်တော်ဆိတ်လှရှာပြီးပြုတ်ကျသွားတယ်အဖိုးကရင်ခေါင်ကျွန်တော်ကိုလှမ်းဖမ်းလိုက်တယ်အဖိုးကအသက်ကြီးပြီးမျက်လုံးတွေလည်းမုန်နေပြီမဲ့ကျွန်တော်ဆိုတာခံစားမိသွားတယ်မိဘတွေကတော့ငိုယိုပြီးထွက်သွားကြတယ်ကျွန်တော်အတောင်မှန်လေးလှုပ်လိုက်တော့ဖိုးဖိုးကကျွန်တော်မှန်းတကယ်ယုံသွားတယ်လွန်ခဲ့တဲ့နှစ်တုန်းကကျွန်တော်ပြင်မာတည်သွားခဲ့ပြီးအလောင်းကိုလည်းရှာမတွေ့ခဲ့ကြဘူး ကျွန်တော်ချက်တူရွေးဖြစ်အိမ်ပြန်လာတော့ကလည်းအဖိုးကကျွန်တော်ကိုစကားတွေပြောတယ်။မိဘတွေကလည်းကျွန်တော်အတွက်မပူဆော်နေတော့လို့ပြောလိုက်သေးတယ်။မိဘတွေကကျွန်တော်အတွက်ကုသကောင်းမှုတွေနေတိုင်းလုပ်ပေးပြီးဘဝအသစ်ကကောင်းရအောင်ဆုတောင်းပေးပါတယ်။ဒီတစ်ခေါက်လာတာကရောဘာအတွက်လဲလို့မေးတော့ကျွန်တော်လည်းအိမ်ခန်းထဲပြန်ဝင်သွားပြီးအထဲရောက်တော့ရက်လိုက်တယ်။ငါမြေလေးကမြေချင်းမလေးခေါ်ပြီးအိမ်ပြန်လာပြီပဲ။အဲစကားကြတော့နှစ်ယောက်သားချွေထွက်သွားကြတယ်။အဖိုးကမြေချင်းမလေးခေါ်လာတာတောင်သိနေပါတယ်။အဖိုးကကျွန်တော်ဗာပြောချင်တာလေကိုနားလေသွားတော့တသားဖုံးကိုဖွင့်လိုက်တယ်။အထဲမှာတရေမလေးရဲ့အလောင်းကိုတွေ့လိုက်ရတယ်။ တရဲမာလီကလက်ကဝတ်သွေးကြောကိုဖြတ်ပြီးတက်တည်ခဲ့တာဖြစ်တယ်။သွားကြသွားကြအနာမကကြနေအဖိုးကကမာလီလက်ကတန်ရာကိုတွေ့တော့ကျွန်တော်တို့ကိုအနာမကဖို့ပြောတယ်။ဘာလို့အိမ်ထဲမှာကမာလီအလောင်းရှိနေရတာလဲဆိုပြီးမေးပါသေးတယ်။